အရာယူတိုင်းဒေသကြီးအင်ကပူမြို့နယ်အတွင်းရှိအင်ကပူညောင်ကျိုးလန်းဟာ9မိုင်၄ဖာလုံးမှ6ဖာလုံးအတွင်းငဝုံမြင့်ရေတိုက်စားမှုကြောင့်ကမ်းပြိုပြီးလမ်းသားပြိုကျခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမန်ဝင်းဟာဒီကနေ့မနက်ပိုင်းကတောရောက်ကြည့်ရှုဆက်ဆင်ခဲ့ပြီးတိုင်းလမ်းဦးစီးဌာနညွှန်ကြားမှုမျိုးပြကလမ်းဟူကြောင့်၃ခုရာတာခဲ့မှုနဲ့ညောင်ကုံဝဲလဟာကရင်တပင်လမ်းကိုမြေသားတာပေါင်ချက်ချင်းလုပ်ငန်းကို၎င်း ရေရင်းမြင်းနဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ဦးစီးဌာနဒဏ္ဍာရီဦးစီးမုကအင်ကဘူးညောင်ချိုကာလန်ဘတ်တို့နှစ်လိုက်မြေရေတိုက်စားမှုကမ်းပြုံမှုဖြစ်ပွားခဲ့တဲ့အချိန်တွေမှာကမ်းပြုံမှုမှထိရောက်စွာကာကွယ်နိုင်ရန်2026-2029ပတ်တိုင်းနဲ့ပြည်တော်စုရမုံငွေမှာယာတာဆောင်ရွက်မဲ့အချိန်တွေများကိုရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအခိုင်အမာကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာရေရှည်တည်တံ့စေအတွက်ရေရှုဆောင်ရွက်ရန်မှာကြားပါတယ်။ အင်းနာအင်္ဂလိပ်မျိုးနယ်မကြီးစုကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့တွားရောက်ပြီးကျောင်းသားကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကအပိစေးခတ်ချင်းကိုဂျမိုင်းဝန်ထမ်းများနဲ့ပူပေါင်းဆောင်ရွက်ရန်မှာကြပြီးဆရာသမားများအားချင်းမြင့်ဝင်များပေးအပ်ပါတယ်ဆက်လက်ပြီး အင်ကပူမြို့နယ်နာမီအရှိကျေးရွာရှိတောင်သူဦးဆန်ထူအောင်ရဲ့စိုက်က30မှာစိုက်ပျိုးထားတဲ့နှမ်းနဲ့စိုက်ခင်းကိုကြည့်ရှုအားပေးပြီးပိုးမွှားမကြောက်စေရေးမှာကြပါတယ်အိမ်နာအင်ကပူမျိုးနဲ့နောင်မီကျေးရွာချင်းကပညာထက်တန်းကျောင်းကွယ်သို့တောင်းရပြီးကျောင်းသားကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုကို၎င်း ရေးများများရေကြီးလာကောင်းမွန်စေအတွက်စနစ်တကျဆောင်ရွက်ရေးချင်းများပေါက်ဖွားနိုင်တဲ့နေရာများမှာဖုံးသွွန်လဲစိတ်လုပ်ငန်းများနဲ့အပိတ်ဆိတ်ကတ်ခြင်းများကိုကျန်းမာရေးဝန်ထမ်းများနဲ့ပူးပေါင်းဆောင်ရွက်ရန်မှာကြပြီးဆရာဆရာမများအားချင်းမြင့်ငွေများပေးရပါတယ်။ ိန်နောက်လင်းမျက်နှာမျိုးနဲ့အောက်စခန်းမမှာကျင်ပါတဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရဆုံးခွာပြည်သူများအားတိုင်းဒေသကြီးဆိုရဖွဲ့မှစံရိတ်ခါနဲ့စီချင်းမြင့်ထောက်ပံ့ပေးရခြင်းခန္ဓာတို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှတ်စကားပြောကြားပါတယ်ဆလဘီအကြံဖက်ဖြစ်စဉ်များကြောင့်နေရဆုံးခွာပြည်သူများအားစံနှင့်စီများချင်းမြင်ပေးရပြီးတောင်ရှိသူများကအကြံဖက်ဖြစ်စဉ်များကြောင့် နေရဆုံးခွာပြည်သူများအားလူရည်စင်ကောက်ယူခြင်းကျန်းမာရေးဆောင်ရှားမှုပေးခြင်းများကိုကြည့်ရှုအားပေးပါရယ်။အိမ်နောက်ဒေမင်နာမြို့နယ်ပညာရေးမှုရောင်းပညာရနာခမ်းမမှာကျင်းပတဲ့နေရဆုံးခွာဒေတာများမှចောင်းသားကျန်းသူများအားဗလာဆောက်အုံနဲ့စာရေးကိရိယာများထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်ပြီးဒေသကြီးဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများအနေနဲ့ကျောင်းအပ်ရန်ကျောင်းတက်ရောက်ရန်ကြံရှိသူများလည်းရှိနေမှာဖြစ်ရာတန်းလိဒါကြီးဆွေရဖွဲ့အနေနဲ့လိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းအပိစကပြကြပါရစေ။ အိနာကျောင်းသားကျောင်းသူများအားဗလာစာအုပ်နှင့်စာရင်းကိရိယာများပေးရပါတယ်။ ဆက်လက်ပြီးလင်းမျက်နှာမျိုးနဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီဝေးခန်းမှမှကျင်းပတဲ့ရေဝင်ရောက်လေးရှိတဲ့ကျေးရွာများတို့တရိတ်ဆန်အစာနုအိမ်များထောက်ပံ့ပေးခြင်းခန်းနာတို့တက်ရောက်ပြီးတန်းဒီသာချင်းဝင်းကြီးတို့ကတရိတ်ဆန်အစာများဖြည့်ဆည်းပေးနိုင်ရေးတန်းဒီသာချင်းနဲ့ပြည်တော်စုဗန္နာရမုံငွေများယာသားဆောင်ရွက်ခဲ့ပါကြောင်းပြောကြားကတောင်းရှိသူများနဲ့အတူရေဝင်ရောက်လေးရှိတဲ့ကျေးရွာများမှတောင်းသူများထံတရိတ်ဆန်အစာနုအိမ်များထောက်ပံ့ပေးရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှပေးပို့ထားတာဖြစ်ပါရှင်